ကဲခုမနက်၈နာရီတဝိုက်ပါပဲမနက်၈နာရီတဝိုက်ပါပဲဒီမဲဆန္ဒနဲ့48မဲဆန္ဒနဲ့45နာရီမှာမဲမဲယုံတွေမနက်6နာရီကစပြီးတော့မဲယုံတွေဖွင့်လှစ်ပြီးတော့မဲဆန္ဒပေးသူတွေတဲကျဲနေနေပါပါချင်းမဲပေးနေကြရလို့ကြားပါရယ်လောလောဆယ်မှာမင်္ဂလာတောင်ညွန့်ကမဲယုံနာတော့အိမ်မှာရှိနေတဲ့ဒီပြည်သတင်းတော့တယောက်ကိုတိုက်ရိုက်ဆက်သွဲမေးမြန်းပြီးတော့ဒီမင်္ဂလာတောင်ညွန့်ကမဲယုံတွေမှာမြင်ရတဲ့အခြေအနေကိုမေးမြန်းတင်ပြမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုဆိုရင်ဒီမင်္ဂလာတောင်ညွှန်းမဲစန္ဒနယ်မှာအခုမဲဒီမနက်ပိုင်းတော့မနက်ပိုင်းမဲပေးတဲ့အချိန်လေးပြောပြပါလားခင်ဗျဘယ်လိုများမြင်ရလဲအခုလောလောဆယ်မှာတော့သူမဲရုံမှာမဲလာပြီးတဲ့လူကဟိုအရန်အများကြီးတော့မရှိဘူးဒါပေမဲ့ဟို9ယောက်7 10ယောက်7အဲ့လောက်ပဲရှိတယ်အဲ့ဒါဖြစ်ဒါပေမဲ့လောလောဆယ်မှာဟိုမဲစင်းဟိုမမုံနေနံပါတ်တွေ ်အကောင်ဆောင်လုံးလုံးမှားနေတဲ့လူတွေရှိတယ်။အခုဘာလို့တော့မင်းသားတောင်ကျိုးရေတွင်းကုန်းရက်ကွက်မဲရုံမတ်တက်မှာဟိုဟိုဦးနေမှာမဟုတ်တဲ့နံပါတ်အကောင်လုံးမှားပြီးတော့မဲမပေးရတဲ့လူ၂ယောက်တော့ပြောင်းသွားတာတော့တွေ့ရတယ်။ဟိုပြီးတော့မီဒီယာသမားတွေကိုကြတော့သူကဒီဟိုဟို အပေါင်းမှာပဲပေါ့နော်အပေါင်းကလည်းခလန်းလန်းမှာပဲရိုက်ခွင့်ပေးတာလေဟိုအထဲကိုလုံးဝရိုက်မလို့အထဲကိုရိုက်တာလည်းမောင်းထုတ်တယ်သူကဟိုဒီတချို့မဲုံတွေမှာနင်တော်တောင်ချင်းမှာရှိတဲ့တချို့မဲုံတွေမှာကြတော့လေဒီနိုင်ရိုက်တဲ့လူတွေကိုပဲတာနိုင်ရတယ်ဆိုပြီးတော့ရင်းမှတ်ထားတာမျိုးတွေတော့ရှိတယ်ဟုတ်ကဲ့အဲ့ဒီမဲစည်းရင်းမှာကြံခဲ့လို့မဲမပေးလိုက်ရတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ကော်မရှင်ကဒီမဲုံတာဝန်ရှိသူတွေကဘယ်လိုဖြေရှင်းပေးတာတွေ့ရလဲဒီနင်တော်တောင်ချင်းမဲဆန္ဒတွေကအခုလောလောဆယ်ကသူကအခုဟိုနမတ်မှားနေတာကိုသူတို့အစိုးရကလာပြီးစစ်ဖို့ပြင်ဖို့ ိတ်ထုတ်လာတယ်တဲ့ဒါအဲ့ဒါကိုဒါမပြင်းတဲ့ဆိုဒီနေ့တော့လုံးဝဖေးလို့မရတော့ဘူးအဲ့ဒါဆိုဖေးဖို့မရှိတော့ဘူးလို့ပဲသူတို့အဲ့လိုမျိုးနေနဲ့ဖြည့်ရှင်းနေတာတော့တွေ့နေရတယ်အဲ့တော့မဲဆန္ဒရှင်တွေဘက်ကရောအဲ့လိုမဲပေးခွင့်မရှိတော့ဘူးဘာမှမတက်နိုင်တော့ဘူးဆိုတဲ့အခြေအနေကိုမဲဆန္ဒရှင်တွေဘက်ကရောဂျိနဲ့ကြလားဘယ်လိုမျိုးဘယ်လိုမျိုးတုတ်ပြန်လာလဲအခုလောလောဆယ်တော့အခုချိန်ထိတော့အဲ့မဲဆန္ဒရှင်ကအခုသူမဟုတ်မနေမလာနဲ့ပတ်သက်ပြီးတော့အဲ့မှာအခုတောင်းရှိနေတဲ့လူတွေနဲ့အခုချိန်ထိစကားပြောနေတော့မှာပဲဟုတ်အဲ့ထဲမှာဟုတ်ဟုတ်ပြီအဲ့တော့ဒီမင်းနောက်တွေကကြတော့အဲဝင်လို့မရဘူးမင်္ဂလာ တော့ကျမဒီမနေ့မဲယုံဖွင့်တဲ့ခါတုန်းကဒီနိုင်ငံတကာယူကောက်ပွဲလေးလာသူတွေမဲယုံတွေမှာဝင်ပြီးတော့စစ်ဆေးတာတွေလည်းကြားရပါတယ်အဲ့တော့ဒီပတ်သက်ပြီးတော့ဘယ်လိုသိထားလဲအဲမနေ့ပိုင်းကတော့ဒီမျိုးမင်္ဂလာတော်ညမှာရှိတဲ့ဒီမဲယုံတွေကိုဒီအာဆီယံကနေပြီးတော့ဟိုလာပြီးတော့ကြည့်တယ်ဒါမဲ့ဟိုခဏဝင်ကြည့်တဲ့အချိန်မှာမဲယုံဖွင့်ဝင်ခြင်း၆နာရီ ်15မိနစ်ဆောင်းလိုက်တော့15မိနစ်မှာပဲရှိသေးတယ်အဲ့ဒီမှာသူကဝင်ကြည့်ပြီးတော့ဟိုနည်းနည်းမဲအောင်မူးနေတဲ့စကားပြောပြီးသတင်းပြန်ထွက်သွားတာမျိုးပဲရှိသေးတယ်ဟုတ်ကဲ့အဲ့တော့ဒီဂိုင်900အတွင်းမှာပေါ့နော်ဂိုင်900အတွင်းမှာပါတီဝင်ဆိုင်းမုံမထောင်ကမဲမဆွဲရအဲ့ဒီလိုပြောတာဆိုတော့ရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မဲယုံပတ်ပတ်လေမှာဂိုင်900တဝိုက်မှာဘာများထူးခြားတာတွေ့ရသေးလဲ ဘန်ဂါရပက်လက်တဝိုင်းမှာတော့ဒီပါတီတွေရဲ့ sign book တွေဆိုတော့တူတူကြကြ site လူသားတာမျိုးတွေလည်းမရှိဘူးဟုတ်ကဲ့အခုလောလောဆယ်တော့မရှိတာတည်းဟုတ်ကဲ့ဒါဆိုရင်ဒီခုမင်္ဂလာတောင်ကျွန်းမှာမဲယုံပေါင်းဘယ်လောက်ရှိပြီးတော့ဒီမဲဒီပတခြားပါတီတွေရဲ့နေဆက်လှုပ်ရှားမှုအခြေအနေကရောဘယ်လိုရှိလဲ အခုမဲရုံမှာငါဘာမှမဲရုံစက်တယုံရှိရလို့တော့ခုဒီခေါင်းရရေစင်းကုန်းရောက်သွားတယ်လို့ပြောတယ်เนาะဒါပေမဲ့လောလောဆယ်မှာဒီမဲရုံထဲမှာရှိတဲ့ဒီပိုကလေးလောင်းနှစ်ယောက်စီပဲထိုင်နေတာပဲရှိပြီတခြားပါတီတွေကသွားလာလုံချလာတော့မရှိသေးဘူးပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီအဲ့မဲယုံနာမှာဒီမဲယုံနာမှာမဲရွက်ောက်ပွဲစောင့်ကြည့်လေးလာသူတွေဘာတွေကိုတွေ့ရလားဘယ်လိုမျိုးရှိလဲ ဲ့လိုလူတွေလည်းလောလောဆယ်တော့ဒီငါးတန်းမြို့မြို့နဲ့တဝိုက်မှာတော့မတွေ့ရသေးဘူးပေါ့နော်ဟုတ်ဟိုဟိုဒီမဲရုံကိုယ်စားလှယ်တွေနဲ့ဒီမဲရုံမှုတွေတော့ပဲရှိတာပဲတွေ့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာโอเคဒီမဲမဲရုံကညနေ၄နာရီအထိကိုမဲဆန္ဒရှင်တွေကအဲတလူကျဲကျဲခက်ကျဲကျဲခပပပဲလာတဲ့သဘောလားအဲ့လိုမျိုးယူဆရလား ဲ့အခုကစောသိန်းလို့လာလည်းမသိဘူးဒါပေမဲ့အခုလောလောဆယ်မှာကတော့ဒီဟိုတော်တော်ကြီးဟို9ယောက်စာ3ယောက်စာလို့10ယောက်စာလို့မျိုးပဲလာတာရှိပြည့်စောသိန်းလို့လာတော့မသိဘူးပေါ့နော်အခုဒီမှာမနေ့ပိုင်းစကြောပဲရှိသေးတယ်ဆိုတော့အဲ့လိုမျိုးပဲဟိုအရင်လူတွေအုံပြီးတော့ကျွန်တော်2010ရောအဲ့လိုမျိုးလူတွေအုံလိုက်တင်လိုက်နေတန်းစီနေရလာမျိုးတော့မတွေ့ရသေးဘူးပေါ့နော်အခုနေရာတော်မျိုးမျိုးနဲ့တဝိုက်မှာတော့ဟုတ်ကဲ့ဟုတ်ကဲ့ ဲ့တော့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီမဲဒီမင်္ဂလာ တောင်ညို့မှာအခုမဲယုံတွေမှာမြင်ရတဲ့အခြေအနေတိုင်းဆိုလို့ရှိရင်ဗုဒ္ဓတန်တော့ပေါ့နော်မဲဆန္ဒရှင်ရာဂိုင်နှုံးအချိုးစားအလားလာတော်တော်ကောင်းမဲ့ပုံရှိလားဘယ်လိုမျိုးပြန်လို့ရလဲအခုလက်ရှိဇလောတယ်မှာတော့ခက်ခမားတာတော့တဲ့စောတိလို့လာလည်းမသိခမန်းလို့တော့သိမရသေးဘူးတင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့